င်္ဂလာပါရှင်။ရွှေကောင်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတော့ယာယီသမရဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းကာဆက်စတန်အမျိုးသားပြတိုက်သူတွားရောက်လေလာတဲ့သတင်းဖြစ်ပါတယ်။ကာဆက်စတန်နိုင်ငံကိုအလုသဘောခီရောက်ရှိနေတဲ့နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းဟာစက်တင်ဘာ28ရက်ဒေသစံတော်ချိန်ညနေပိုင်းကအစတာနာမြို့ရှိအမျိုးသားပြတိုက်ကိုတွားရောက်လေလာပါတယ်။ ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့အတူခရီးစဉ်မှာလိုက်ပါလာတဲ့ကော်မရှင်တွင်ရင်မှုဗိုလ်ချုပ်ကြီးရေဝင်ဦးကော်မရှင်ဖွဲ့ဝင်နိုင်ငံသားရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတန်းဆွေပြည်တော်စုဝင်ကြီးတွေဖြစ်တဲ့ဦးညံထွန်းဦးကူကိုလွင်ဒေါက်တာတက်ခိုင်ဝင်မန္တလေးတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးမျိုးအောင်ဒုတိယဝင်ကြီးတွေရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတန်မတ်ကြီးဦးတည်လင်းုံနဲ့တာဝန်ရှိသူတွေလိုက်ပါလေလာပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့အဖွဲ့ဝင်တွေဟာ ပြားလိုက်တွင်လိုက်လံကြည့်ရှုလေ့လာကြပြီးပြားလိုက်တောင်းဝင်ရှိသူတွေရဲ့ရှင်းလင်းတင်ပြမှုတွေအပေါ်သိရှိလိုတာတွေကိုပြန်လည်မေးမြန်းဆွေးနွေးပါတယ်။ဝေချုံမကြီးမြောင်းလိုက်တဲ့အဖွဲ့ဝင်တွေကိုအစတာနာမြို့အုပ်ချုပ်ရေးအဖွဲ့ကဒုတိယမြို့တော်ဝင်အစဉ်ပုဂ္ဂိုလ်တယောက်ကပြားလိုက်တွင်မြို့ပြတိဆောက်ပုံကိုရှင်းလင်းတင်ပြပါတယ်။အဲ့ဒီနောက်မှာတော့ဝေချုံမကြီးမြောင်းလိုက်ဟာပြားလိုက်မှတန်းဆောင်မှာလက်မှတ်ရေးထိုးပြီးလက်ဆောင်ပစ္စည်းတွေအပြန်အလှန်လေးလေခဲ့ကြပါဗျ။ ကာဇက်စတန်အမျိုးသားပြတိုက်ဟာအာရှအလဲပိုင်းမှာအကြီးမားဆုံးနဲ့အစမ်းသစ်ဆုံးပြတိုက်တစ်ခုဖြစ်ပြီး2014ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။